တထေးဖြစ်ဖို့အိုက်ကျူမြင့်စရာမလိုဘူး။တင်ချတော်စရာမလိုဘူး။တက္ကသိုလ်ကနေဘွဲရစရာတော့မလိုဘူးဆိုရင်ယုံမလား။ဒီအချက်က The Psychology of Money စာအုပ်ရဲ့အဓိကပေးခြင်းတဲ့ message ပါပဲ။ဒီစာအုပ်ထဲမှာကျွန်တော်အကြိုက်ဆုံးအချက်တစ်ချက်ကိုပြောပြမယ်။အဲ့ဒါက Rich ဆိုတဲ့ချမ်းသာတာနဲ့ Wealthy ဆိုတဲ့ကြွယ်ဝတာမတူဘူးလို့ပြောပါတယ်။လူတော်တော်များများကပတ်စံများများသုံးနိုင်တာကိုပဲချမ်းသာတယ်လို့ထင်နေကြတယ်။တကယ်တမ်းတော့ချမ်းသာတယ်ဆိုတာကတစ်ခါသုံးဖြစ်ပြီးကြွယ်ဝတာကမှအထက်ထက်ခါကအသုံးပြုလို့ရမှာပါ။ ပြောရရင်ချမ်းသာတယ်ဆိုတာကလမ်းပေါ်မှာလူတိုင်းတွေ့မြင်နေရတဲ့အရာတွေဖြစ်တဲ့ကားကောင်းစားကြီးတွေ၊နိုင်အကြီးကြီးတွေ၊ branded အိတ်တွေအားလုံးပါပါတယ်။ဒါပေမဲ့ wealth ဆိုတဲ့ကြွေဝချမ်းသာမှုကြတော့ကျွန်တော်တို့ရဲ့မျက်စိနဲ့အမြင်တွေ့နိုင်တဲ့အရာတွေပါပဲ။မဝယ်လိုက်တဲ့ကားတွေ၊မသုံးလိုက်တဲ့ပတ်စံတွေအပြင်တစားပြီးတစားတိုးပွားလာတဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးဆိုလိုတာပါ။ဒါကြောင့်ပတ်စံတော်ဝင်မာရဲ့လက်ထဲမှာဘာမှမကြံဘူးဆိုတဲ့သူတွေ ငွေကြေးစီမံခန့်ခွဲမှုဆိုတာခေါင်းရှုပ်စရာကဏ္ဍတွေလို့ထင်နေတဲ့သူတွေအားလုံးဒီစာအုပ်ကိုမဖြစ်မနေဖတ်သင့်ပါတယ်။ဒီစာအုပ်ကပတ်စံဘလို့ရှာရမလဲဆိုတာကိုသင်ပေးမှာမဟုတ်ပဲရလာတဲ့ပတ်စံကိုဘလို့စိတ်နဲ့ထိန်းသိမ်းရမလဲဆိုတာကိုသင်ပေးမှာပါ။ဒီစာအုပ်ကိုမူရင်းအင်္ဂလိပ်လိုဖတ်မယ်ဆိုရင်စာမျက်နှာ200ကျော်လောက်ရှိပြီးအနည်းဆုံး6နာရီလောက်တော့အချိန်ပေးရပါလိမ့်မယ်။ဒါပေမဲ့ရွှေနှော application တွေကမြန်မာလိုအနှစ်ချုပ်ကိုဖတ်မယ်ဆိုရင်တော့ဒီစာအုပ်ရဲ့အနှစ်သာရတွေအကုန်လုံးကိုသိရဖို့အတွက်28မိနစ်တိတိပဲအချိန်ယူရပါလိမ့်မယ်။ ဒါဆိုငွေကြေးအကြောင်းကာကြီးကနေအားအထိလုံးစုံသိရဖို့အခုပဲ application ကို download ဆွဲပြီးဝင်ဖက်ကြည့်လိုက်ပါ